ကေပေါအေဂျင်စီတစ်ခုဖြစ်တဲ့ JYB Entertainment ဟာမြန်မာနိုင်ငံရှိမင်းကလင်းဘေးတင်ကလင်းငယ်တွေကိုကူညီဖို့ဒေါ်လာ2သိန်း2000နဲ့ညီမျှတဲ့1သိန်း300တူရန်ခဲ့တယ်လို့သိရပါဗျ။ရင်းကလင်းတန်သက်မန္တလေးတိုင်းဒေသကြီးရှိကျေးရွာဆက်တရွာကကလင်းငယ်တွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အကျိုးမြတ်မဟုတ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ War Vision ကတဆင့်ထူထိုင်းခဲ့တာလို့ JYP Entertainment ကပြောပါရတယ်။ ရင်းကနေချောင်းမိသားစုတွေအသက်တွေဆုံးရှုံးခဲ့သူတိုင်းအတွက်စိတ်မကောင်းဖြစ်ရပါတယ်။ရင်းကလင်းတန်သည့်ကလင်းငယ်တွေနဲ့မိသားစုတွေကပုံမှန်ဘဝပြောင်းရောင်းမယ်လို့မျှော်လင့်ပါတယ်လို့ JYP Entertainment ကဆိုပါတယ်။တဘာဝဘေးအန္တရာယ်တွေကြောင့်အခုအနီးလိုအပ်သူတွေကို JYP Entertainment ကတက်ကြွစွာနှူရန်နေပါတယ်။ JYP Entertainment ဟာ2020ပြည့်နှစ်ကကံယောဂဘေးတင့်ပြီးသူတွေအတွက် ဝမ်တန်း900တူရန်ခဲ့တယ်လို့တောင်ကိုရီးယားရှိတောမီဘေးသင့်ပြည်သူတွေအတွက်ဝမ်တန်း300တူရကီနဲ့ဆီးရီးယားရှိမြင်းကလင်းဘေးသင့်ပြည်သူတွေအတွက်ဝမ်တန်း900တူရန်ခဲ့ပါတယ် JYP Entertainment ဟာမွန်ဂိုလီးယားဘင်္ဂလားဒေ့ရှ်ဗီယက်နမ်အင်ဒိုနီးရှားကမ္ဘောဒီးယားထိုင်းဖိလစ်ပိုင်မက္ကဆီကိုနဲ့ဘရာဇီးနိုင်ငံရှိစီးရီးယားပါတဲ့မိဘတွေနဲ့မိသားစုတွေအတွက်စေကူးသားမှုတွေဆောင်ရွက်ပေးနေပါတယ် JYP Entertainment ဟာ2020ပြည့်နှစ်ကတောင်ကိုရီးယားနဲ့ဂျပန်ရုံးဝယ်ကတဆင့်ကလေးငယ်3168ဦးအတွက်ဝန်5.15ဘီလီယံနဲ့ဒေါ်လာ3,300,000တထောင်နဲ့ညီမျှတဲ့ရဟန်း48တန်းလှူဒါန်းခဲ့ပါတယ်။မြန်မာနိုင်ငံဘေးကျင်းမြန်မာနိုင်ငံဟာဈေးဝကူညီယာယီဆေးရုံလေးနဲ့ ယာယီနေစရာတွေအရေးပေါ်လိုအပ်နေပြီးဒေသရင်းနိုင်ငံတွေရဲ့ကယ်ဆယ်ရေးနှိမ့်နိုင်ဆောင်ရွက်မှုနဲ့ရေရှည်ပံ့ပိုးပူညီမှုတွေလိုအပ်နေတယ်လို့ထိုင်းနိုင်ငံသားရေးဝင်ကြီးမာရစ်ဆန်ဂီယန်ပွန်ဆာကပြောပါတယ်။သူနဲ့မလေးရှားနိုင်ငံသားရေးဝင်ကြီးမိုဟာမက်ဟဆန်တို့ဟာဧပြီလ9ရက်ကနေပြည်တော်မှာမြန်မာစစ်ကောင်စီတာဝန်ရှိသူတွေနဲ့တွေ့ဆုံကနလင်းပျက်စီးမှုအတိုင်းအတာကိုမြင်တွေ့ခဲ့ပါတယ်။မြန်မာနိုင်ငံလိုအပ်နေတာကယာယီစိတ်ယုံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံကဆေးရုံတွေဟာမြင်းကလင်းကြောင့်ငူနာတွေကိုအပြည့်အဝကုသမှုမပေးနိုင်သေးပါဘူးလို့သူကဆိုပါတယ်။ယာယီနေစရာချက်နှောင်းရေတန့်ဆက်တောက်သုံးရည်လည်းလိုအပ်နေပြီးကုဆက်လွယ်ယောဂတွေဖြစ်ပွားနာမှာကိုလည်းစိုးရိမ်မှုတွေရှိနေတယ်လို့၎င်းကဆက်ပြောပါတယ်။ထိခိုက်ပျက်စီးတဲ့ဒေတာတွေအပါအဝင်မြန်မာနိုင်ငံအတွက်ရေရှိအကူအညီပေးဖို့စီစဉ်တွေရေးဆွဲနေတယ်လို့မရစ်ကရှင်းပြပါတယ်။ မလေးရှားနိုင်ငံကစကိုင်းတိုင်းဒေသကြီးမှာကယ်ဆယ်လုပ်ငန်းတွေနှိမ့်နှိုင်းဆောင်ရွက်လိုပြီးခိုင်းနိုင်ငံကမန္တလေးမြို့မှာလူသားချင်းစာနာမှုအကူအညီတွေဆောင်ရွက်မယ်လို့သူကဆိုပါတယ်။အဓိကရည်ရွယ်ချက်မှာအာဆီယံနိုင်ငံတွေကမြန်မာနိုင်ငံကိုပေးအပ်တဲ့ FIFA အကူအညီတွေမြေပြင်ကိုရောက်ရှိဖို့ဖြစ်တယ်လို့၎င်းကပြောပါတယ်။ ။ဤသူတွေကိုအကူအညီရအပြင်အဖွဲ့နှစ်ဖွဲ့ကရောင်းရှိလာမဲ့အကူအညီတွေအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုညှိနှိုင်းဆောင်ရွက်မယ်ဆိုတာကျွန်တော်တို့မြန်မာစစ်ကောင်စီကိုပြောကြားခဲ့ပါတယ်လို့သူကဆိုပါတယ်။ရုရှားနိုင်ငံအတွက်တိုက်ခိုက်ပေးနေတဲ့တရုတ်မျိုးသားနှုတ်ကိုဖမ်းဆီးရမိခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီးကပြောကြားခဲ့ပြီးတရုတ်နိုင်ငံရဲ့ရှင်းလင်းချက်တောင်းဆိုထားတယ်လို့ပြောပါရယ်ယူကရိန်းတပ်ဖွဲ့တွေက တေယုမျိုးသားနှစ်ဦးကိုအရှေ့ပိုင်းရှိဒွန်းနက်စစ်ဒေသမှာအကျဉ်းသားဖြစ်ဖမ်းဆီးရမိခဲ့တာလို့အင်္ဂါနေ့က KF ညရမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဇလန်စကီကဆိုပါတယ်။တေယုနိုင်ငံသားတွေဟာယူကရိန်းပိုင်နက်မှာတိုက်ခိုက်နေပါတယ်။ဒါဟာကျွန်တော်တို့ရဲ့မိဖက်တွေနဲ့ဆွေးနွေးဖို့လိုအပ်တဲ့အရေးကြီးအချက်တစ်ခုဖြစ်ပါတယ်။ဒါဟာအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်လို့သူကဆက်ပြောပါတယ်။ အမေရိကန်နိုင်ငံကယူကရိန်းပြည်ပခအခြေအနေကိုအာရုံစိုက်ဖို့လိုအပ်တယ်လို့၎င်းကထောက်ပြပါတယ်။ရုရှားတပ်ဖွဲ့တွေမှာတရုတ်နိုင်ငံသားများစွာရှိနေတဲ့ဆိုရက်အချက်လက်တွေသူ့မှာရှိတယ်လို့ဇလန်စကီးကလူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်။ယူကရိန်းထောက်လှမ်းရေးနဲ့နှုံကြုံရေးတာဝန်ရှိသူတွေဟာအခုဖြစ်စဉ်ကိုစုံကန်းစစ်ဆေးနေတယ်လို့သူကဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ငြင်းချင်ရည်တည်ချက်ကြေညာမှုကိုယူကရိန်းနိုင်ငံသားဤဝင်ကြီးအန်ဒရီဆိုင်ဘီယာက မေးခွန်းထုတ်ခဲ့ပြီးအခုဖြစ်စဉ်ကဥလန်တမကနုံဂျုံရေးကောင်စီရဲ့အမြဲတမ်းဖွဲ့ဝင်ဆိုရက်တရုတ်နိုင်ငံရဲ့အများယုံကြည်လက်ခံနိုင်စွမ်းကို ထိခိုက်စေတယ်လို့ပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့ရှင်းလင်းချက်ပေးဖို့ယူကရိန်းနိုင်ငံရှိတရုတ်ယာယီတန်ယုံတာဝန်ခံကိုဆင့်ခေါ်ထားတယ်လို့၎င်းကဆက်ပြောပါတယ်။ တရုတ်နိုင်ငံသား150ကျော်ရုရှားနိုင်ငံအတွက်ကူတိုက်ပေးနေတယ်လို့ဇလန်စကီးကပြောပါတယ်တရုတ်နိုင်ငံသားတွေဟာရုရှားမှာတလားသို့မဟုတ်နှစ်လခန့်နေချင်းမှုခံယူပြီးနောက်တိုက်ခိုက်ရေးမှာပါဝင်နေတာလို့သူကဆိုပါတယ်